ဟောပေါ့ဘူဖေးလိုမျိုးလည်းမစားကျင်ဘူးအချိန်ကန့်သက်တွေနဲ့လည်းမစားကျင်ဘူးတငယ်ချင်းတွေနဲ့အလူဖုံရင် relax လုပ်ရင်းနဲ့အရသာရှိရှိဇိမ်ခံပြီးအေးဆေးတက်တောင့်တက်တာစားကျင်တဲ့ grace ရေဘယ်ဆိုင်လေးကောင်းလဲညှို့ပေးပါအောင်ဆိုပြီးလာမေးထားတဲ့ foodie လေးတွေအတွက်ဆိုင်ကောင်းလေးတစ်ဆိုင်ကိုခေါ်သွားပေးပါမယ်ရှင်ဆိုင်လေးမှာဆိုရင် hot pot items တွေအနေနဲ့300ချက်ကနေစပြီး3300ချက်အထိရွေးချယ်စရာအမျိုးအစားအစုံတွေရှိပါတယ်ရှင် grace ခေါ်သွားပေးမဲ့ဆိုင်နံပါတ်လေးကတော့ spicy sticks ပဲဖြစ်ပါတယ်ရှင်လှမ်းလှမ်းလှမ်းမပေါ်လှမ်းလှမ်းစေးမျက်နှာချင်းဆိုင် KFC ရဲ့ ဲ့ဘေးမှာရှိပါတယ်။ God Brother လို့ခေါ်တဲ့ဖနှက်ဆိုင်ရဲ့ဘေးလီကနေပထမတက်ကိုတက်လာခဲ့ရမှာပဲဖြစ်ပါတယ်ရှင်။ Chris Tyre နေရတော့ music band လေးလည်းရှိနေရမလို့တငယ်ချင်းတွေနဲ့ hop hop ဆိုင်ချင်းတချင်းလိုက်ဆိုရင်လုပ်ခဲ့ပါတယ်ရှင်။ ိုင်လေးမှာဆိုရင် hot pot items တွေအနေနဲ့ရွေးချယ်စရာမျိုးစားတွေအစုံရှိသလို300ကျပ်ကနေစပြီး3300ကျပ်အထိပဲရှိတာမလို့ Grace ကတော့နည်း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 စီနဲ့စိတ်ကြိုက်ရွေးရလိုက်ပါတယ်ရှင်ဒီဆိုင်ကိုရောက်ခဲ့တဲ့ဆိုရင်သူစီက homemade အသားလုံးလေးတွေကိုစားကြည့်ခဲ့ဖို့ recommend ပေးပါတယ်ရှင်သူစီက homemade အသားလုံးတွေကလေဒီ spicy stick မှာပဲကိုရိုင်းလုတ်ထားတဲ့အသားလုံးပေါ့နော်တခြားမှာရတဲ့အသားလုံးတွေနဲ့လည်းမတူဘဲနဲ့ကြစ်ကြစ်လစ်လစ်ထုတ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 ်နဲ့တတော်စားလုတ်ကောင်းပါတယ်ထူးခြားချက်အနေနဲ့ဆိုရင်သူ့မှာ6ခုဝက်သားလုံးတို့လိုရင်ကြီးဝက်သားလုံးတို့လိုထူးခြားတဲ့ဝက်သားလုံးတွေရှိ ပါတယ်ရှင်။ source counter လည်းထားပေးထားတာမလို့ကိုရိုင်းဆက်လို့လည်းရတယ်လို့သူတို့ကိုဆက်ခိုင်းလို့လည်းရပါတယ်ရှင်။ Chris Martha ကလေးလည်းရောက်လာပြီးဆိုတော့စပြီးတော့ပြုတ်ပါတော့မယ်။ အဆောနာဂရိစ်ပြောတဲ့အတိုင်းသူစီမှာဆိုရင်ရင်ကြီးဝက်သားလုံးတို့6ဝက်သားလုံးတို့ဝက်မိုလုံးတို့အရန်စားကောင်းတာမလို့ဂရိစ်ကအများကြီးပဲယူလိုက်ပါတယ်ရှင်နောက်တစ်ခုထူးခြားတာလေဒီအသားလွှာလေးတွေကပါလွှာနေအောင်လှီးပေးထားတာမဟုတ်ပဲねထူးထူးတုံတုံလေးတွေလှီးပေးထားတာမလို့အသားလွှာကိုထူးထူးလေးတွေကြိုက်တဲ့လူတွေအတွက်ကြိုက်မှအသေးချပါပဲရှင်ပြီးတော့အသားလွှာတွေကလည်းလက်ဆက်တယ်ဆီဖူတွေကလည်းလက်ဆက်ပါတယ်ရှင်ဂရိစ်ကဟော့ပော့နဲ့တွဲစားဖို့အတွက်မလာဆန်ကောလေးလည်းမှတ်လိုက်တာမလို့ဟော့ပော့ကိုတည်ထားတဲ့အချိန်မှာမလာဆန်ကောလေးလည်းစားပါမယ်ရှင်သူစီကမလာဆန်ကောလေးကလည်းထုံထုံဆက်ဆက် က်လေးနဲ့စားလို့ကောင်းပါတယ်ရှင်ဟော့ပော့အိုလေးလည်းကြက်ပြီဆိုတော့ grease design မှာအကြိုက်ဆုံးဖြစ်တဲ့ဆောနာပြောတဲ့အသားလုံးတွေအသားလွှာတွေကိုစားပါတော့မယ်ဒီ site မှာဆိုရင် hotpot အရင်အနေနဲ့ကတုံရမ်းရံမာလာရယ်ဆိုပြီး2မျိုးရှိပါတယ် grace ကတော့အများတန်းရောက်တိုင်းရောက်တိုင်းမှာတုံရမ်းကိုပဲရွေးချယ်စားတော့ဖြစ်ပါတယ်ရှင်။ဘာလို့ဆို grace ကအချင်းကြိုက်လို့ပါ grace တငယ်ချင်းတွေကတော့မာလာစားကြပါတယ်မာလာရောတုံရမ်းရောအရသာကောင်းပါတယ်ရှင်။ အသားတွေဆီဖူတွေကလည်းလက်ဆက်တယ်ဟင်းရည်ကလည်းကောင်းတယ်နောက်ပြီးတော့သူ့ရဲ့အချင်လည်းတော်တော်လေးကောင်းနေရှင့်မကြီးကျင်လေးကိုသုံးပေးထားတာမလို့ချင်းချင်းဆက်ဆက်လေးနဲ့ထိမိနေရပါပဲရှင် ဒီဆိုင်လေးဟာဘသူတွေနဲ့တင့်တော်လဲဆိုရင် hot pot ကို buffet လိုမျိုးအများကြီးစားခြင်းဘူးအချိန်ကတ်သက်တင်နဲ့စားရတာကိုမကြိုက်ဘူးကိုကြိုက်တဲ့အစားအစာကိုကြိုက်တဲ့ပမာဏလောက်ကိုပဲရွေးချယ်ပြီးတော့ဖြစ်ဖြစ်အေးအေးဆေးဆေးစကားပြောရင်းနဲ့စားခြင်းနဲ့အေးဆေးတငယ်ချင်းတွေချင်းရင်းစားခြင်းတောက်ချင်တဲ့လူတွေအတွက်ဆိုရင်ဒီဆိုင်လေးကအဆင်ပြေပါတယ်ရှင်ဒီဆိုင်လေးဟာဆိုရင်အရသာကောင်းမွန်တဲ့အစားတောက်တွေကိုအရသာခံပြီးဒစိမ့်စိမ့်စားခြင်းတဲ့လူတွေအတွက်တင့်တော်တဲ့ဆိုင်လေးဆိုင်ပဲဖြစ်ပါတယ်ရှင်ဆိုတော့ buffet လိုမျိုးအများကြီးစားခြင်းနဲ့ foodie လေးတွေအချိန်ကတ်သက်ရှိတာကိုမကြိုက်တဲ့ foodie လေးတွေကဒီဆိုင်ကိုလာ ားကြည့်ပါလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးဒီမှာပဲဆုံးသက်ပါရရှင်။ Grace သွားခဲ့တဲ့ဆိုင်လေးကတော့ Spicy Stick ပါ KFC ရဲ့ဘေးမှာရှိပါတယ်။လှဲတဲ့လက်မပေါ်လှဲတဲ့ဈေးရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ဆိုင်လေးပဲဖြစ်ပါရရှင်။ပထမတက်မှာရှိတာပါ။အလုံးမတက်တာ။